မြန်မာနိုင်ငံမြောက်ပိုင်းမြို့နယ်တွင်ကရွှေကုတ်ကုံမြို့တစ်ကိုတည်ထောင်ခဲ့သူနာမည်ကျော်တရုတ်ကြားပြန်တဲ့ရှဲကြည်ကျန်းဟာတရုတ်ပြည်ကိုပြန်လည်ရောက်ရှိသွားပါပြီ။သူ့ကိုထိုင်းအာဏာပိုင်တွေကတရုတ်နိုင်ငံဘက်ကိုနွန်ဘာလ၁၂ရက်နေ့ပါပဲတရားဝင်လွှဲပြောင်းပေးလိုက်တာဖြစ်ပါတယ်။သူဟာဘေကျင်းကက်ပီတယ်အဲလိုင်းနဲ့အဲ့ဒီနေ့ညမှာပဲတရုတ်နိုင်ငံကိုပြန်လည်ရောက်ရှိသွားတာပါ။ထိုင်းရှင်းနေကြုံယုံထုတ်ပြန်ချက်အရရှဲကြည်ကျန်းဟာတရားဝင်ကာစီနိုတွေဝင်လိုက်ငွေလေလုပ်ငန်းတွေလက်ပတ်လုတ်ကင်မှုနဲ့တရုတ်နိုင်ငံမှာတရားရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ စစချက်တွေမှာတော့ချက်ကြည့်ချမ်းဟာလုပ်ငန်းလေပတ်ငွေပမာဏဒေါ်လာ385ဘီလီယံကျော်နဲ့ညီမျှတဲ့ပန်းငွေ7.63ထရီလီယံရှိတဲ့လောင်းကစားဝက်ဆိုက်239ခုကိုတည်ထောင်လေပတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ချက်ကြည့်ချမ်းလိုပဲတရုတ်နိုင်ငံမှာကြားဖြတ်မှုနဲ့တရားရင်ဆိုင်ခဲ့ရတဲ့ကိုကန်ကောင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့တူတာပယ်ရင်ချိန်ပါဝင်ငါးဦးကိုတရုတ်တရားရုံးကနိုဝင်ဘာလ၄ရက်နေ့မှာတည်ထောင်အမိန့်ချခဲ့ပြီးပါပြီ။ ဒါအပြင်ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာလည်းမြီလျှောက်ချမ်းရတာမြီကော်ဖင်နဲ့မြေးဖြစ်သူမြီကျင်းချင်းစတဲ့မြီမီတာစုအပါအဝင်စက်တအူးကိုလည်းတည်တံ့ချမှတ်ထားပါဗျ။ဒါဟာမြန်မာနိုင်ငံကစစ်ကော်မရှင်တပ်နဲ့လောက်အခန့်နေကြစောက်တက်တွေရဲ့ထိရောက်အောင်မှာအွန်လိုင်းငွေလင်အပါယာထူထောင်ခဲ့ကြသူတွေရဲ့နမူနာအဆုံးတက်တွေပါပဲ။စစ်ကော်မရှင်ကတော့နိုင်ငံတကာဖိအားတွေကြောင့်ခေခေပတ်လို့နေရာတချို့ကိုဖောက်ခွဲဖျက်ဆီးပြနေပေမဲ့မြောက်ရီတဝိုက်ကဒီကျက်ထင်းချိုအနေရာတွေမှာ ဒီလုပ်ငန်းတွေဆက်လက်လေပတ်နေဆက်ဖြစ်တယ်လို့ထောက်ပြမှုတွေလည်းရှိနေပါတယ်ခင်ဗျာ။